မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ဖူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ28ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနေပါတယ်ဒေရုရေသွေးကတင်းတင်းဖြစ်ပါတယ်တနေ့တာလုံးတွေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးတော့မှမြင့်ဆုံးပူချိန်က38ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝေပြူချိန်လင်းပြ နိုဝင်ဘာလ10ရက်တနင်္လာနေ့2025တေးတီတန်အောင်တစ္ဆာဆောင်လောတို့ပြုလင်တက်တရပူကိုငါပေးမည်ဒီကချက်ဓာရိကျမ်းမခွန်အားစရာများအပိုင်း6ဖတ်ရန်ကျမ်းချက်ဓာရိကျမ်းခန်းကြီးနေခန်းငယ်ရှင်းမ31စမှုရဏမျိုး၌ရှိသောအသိတော်ဤတမန်ကိုဤသို့ရေး၍မာလိုက်လောဦးဆုံးသောသူနောက်ဆုံးသောသူသည်ဟူသောအရင်တည်၍အသက်ရှင်လည်းရှိသောသူ၏အမိန့်တော်က သင်ချင်းချင်းချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိ၏သို့တော်လည်းသင်သည်ကြွယ်ဝပြည့်စုံခြင်းရှိ၏ယူဒလူဖြစ်ရောင်ဆောင်၍ယူဒလူမှန်မဟုတ် စာရန်၏အပေါင်းအသင်းဖြစ်တော်သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းငါသိ၏သင်သည်ခရမ်းမိအရာတစ်စုံတစ်ခုကိုမျှမကြောက်နှင့်သင်တို့သည်စုံစမ်းခြင်းကိုခရမ်းမိကြောင်းမနတ်သည်သင်တို့တွင်ချို့ကိုထောင်ထဲ၌လောင်ထား၍ ။သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။တည်တည်တန်အောင်တစ္ဆာဆောင်လောတို့ပြုလျင်အတ္တရပူကိုငါပေးမည်။ဝိညာဉ်တော်သည် အသင်းတော်တို့အားအဘယ်သို့မိန်တော်မူသည်ကိုနားရှိတော်သူမည်သည်ကကြားပါစေ။အောင်မြင်သောသူကိုဒုတိယတည်ခြင်းသည်မငင်စေရ။ဒါရီကြံခန်းကြီးတုံခန်းငယ်တစ်ဆက်တည်းငါသည်အလျင်မြန်လာမည်တင်းဤတရဖူကိုဘယ်သူမှမယူစေခြင်းကာ ရခဲ့ပြီးသောຢာကိုကင်ဆွဲလော့သမုဒ္ဒနာမျိုးသည်အရိခေအရိခာကအလွန်လှပတဲ့မျိုးဖြစ်ပြီးတော့မှယဉ်ကျေးမှုရဲ့ချက်ချာတာနေရလဲဖြစ်တယ်။အာရှရဲ့ဘုံတည်လို့လည်းတင်စားကြတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။သမုဒ္ဒနာမျိုးမှာရှိတဲ့အသင်းတော်ကိုတခင်ရှုကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါမှာအရင်ဆုံးသောသူ နောက်ဆုံးသောသူတည်ဟူသောအရင်တည်ပြီးအသက်ရှင်လည်းရှိတဲ့သူလို့သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ ဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်တဲ့သာဝရဘုရားရှင်ရဲ့ဂုံဖုတ်နဲ့သူကုသူမိတ်ဆက်သလိုသိခြင်းနဲ့ရှင်ခြင်းကိုအောင်နိုင်တဲ့ရှင်ဖြစ်တဲ့သူကုသူမိတ်ဆက်ထားပါတယ်။နောက်ပြီးတော့သခင်ယေရှုသည် သူတို့ရဲ့အချင်းချင်းနာဒုက္ခခံနာသူတို့ရဲ့ဆင်းရဲမွေးတေမှုရှိတဲ့ပုံစံတွေကိုလည်းသိတယ်လို့ပြောပါတယ်။ပမိုင်းဆိုင်ရာအချက်လက်ထောက်ထားတဲ့အရာစမှုနာမျိုးသည်ဥစ္စာပေါ်များကျွယ်ဝတဲ့မျိုးတစ်မျိုးဖြစ်တော်လဲပဲခရစ်ယာန်တွေကတော့ဆင်းရဲတဲ့ အုပ်စုတွေမှာပါတဲ့သူတွေဖြစ်တယ်။သူတို့ရဲ့စည်ရဲမွေးတည်မှုသည်သူတို့ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တယ်။သူတို့ရဲ့ယုံကြည်ခြင်းကြောင့်သူတို့တွေအလောက်ကိုင်းတွေကိုစွန့်ပစ်ခြင်းခံရတယ်၊ဖိနှိပ်ခြင်းခံရတယ်၊ခွဲခြားခြင်းခံရတဲ့အခါမှာသူတို့ရဲ့အလောက်ကိုင်းခွင့်လန်းတွေနဲ့ပါပြီးတော့မှ စားဝတ်နေရတဲ့ချက်တွေပြီးတော့မှစည်ရဲမွေးတည်မှုကိုရင်ဆိုင်နေရတဲ့ယုံကြည်သူ မိသားစုတွေဖြစ်ပါတယ်။ဒါပေမဲ့သို့တော်လည်းတင်တို့ဒီကြွယ်ဝပြည့်စုံခြင်းရှိတယ်လို့တခေရွှတ်မှတ်ချက်ချထားတယ်။ပြင်ပန်းဆိုင်ရာအမြင်အရ စပုရနာမြို့မှာရှိတဲ့ယုံကြည်သူတွေသည်စင်ရဲမွဲတည်တော်လည်းပဲသခင်ရှုကိုရန်ကသူတို့ရဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့မှကျွယ်ဝပြည့်စုံတယ်လို့သူတို့ကိုပြောပါတယ်။လက်ရှိပကတိအခြေအနေတွေဘလို့ဖြစ်ဖြစ်သခင်ရှုရဲ့အမြင်ကကျွန်တော်ပမာအရေးကြီးတယ်။ကိုကိုကိုမြင်တဲ့မြင်တဲ့ဖျားသခင်ကျွန်တော်ကိုဘလို့မြင်လဲဆိုတာက ပိုပရမအရေးကြီးတယ်။ကျွန်တော်နှလုံးသားတက်တာတွေသည်ကျွယ်ဝပြည့်စုံနေလားဆိုတာကိုသခင်ရှုသိတော်မူပါတယ်။ အရာနဲ့ဆန့်ကျင်ပဲဓာတိကြံခန်းကြီးသုံးမှာပါတဲ့လော်ဒကီမျိုးပါရှိတဲ့သူတွေကတော့သူတို့ဟာကြွယ်ဝတယ်ချမ်းသာတယ်ဒါပေမဲ့သူတို့တည်တည်တကယ်တမ်းတကယ်ရွှေ့မြင်မှာတော့စင်ရဲတယ်ဝိချီစီရှိတယ်လို့မြင်ပါတယ်လော်ဒကီတင်းတော်ကချမ်းသာပြီးစင်ရဲတယ်သမုဒ္ဒနာမျိုးကတင်းတော်ကတော့စင်ရဲပြီးတော့မှချမ်းသာတဲ့တင်းတော်လို့တကယ်ရွှေ့မြင်ပါတယ် လိုလိုချင်တာကငွေကြေးဥစ္စာပြည့်စည်ချမ်းသာခြင်းဟာဝိညာဉ်ရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့တရားရိုက်ပတ်သက်မှုမရှိဘူးပန့်ပိုးမပေးနိုင်ဘူးဆိုတာကိုတွေ့ရပါတယ်။သမုရဏမျိုးတင်တော်သည်ဆင်းရဲတော်လည်းပဲသူတို့ရဲ့ခရိယံခေါင်းဆောင်မှုမှာအောင်မြင်ခဲ့တဲ့ဘောလီကပ်ဆိုတဲ့သင်းစရာတစ်ယောက်တည်းတင်းတော်သမိုင်းမှာအလွန်ထင်ရှားခဲ့ပြီးတော့မှမာတူရာဖြစ်အသက်သေသွားခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ဆက်လက်ပြီးတခင်ရှုကခံရမဲ့စုံစမ်းလုပ်ခြင်းတွေ မာနရဲ့ထိုးနှက်မှုတွေကိုမကြောက်နဲ့ထောင်ထဲမှာလောင်ထားခြင်းတွေကိုခံရနိုင်တယ်။ဇက်ကာလအတိုင်းတာတစ်ခုထိခံရတဲ့ဒုက္ခတွေရှိနိုင်တယ်။သို့တော်လည်းပဲတီးခံမှာသေတီတန်အောင်သစ္စာဆောင်ရင်အတ္တတရဘူးကို ပေးမယ်လို့သခင်ရှုခရီးတော်ထားခဲ့ပါဗျ။ဒီသတင်းစကားဟာအတင်းတော်ရင်းကိုလည်းပြောနေတာဖြစ်တယ်။ဝိညာဉ်တော်သည်တင်တော်တို့အားအဘယ်သို့ပြောသည်ကိုနားရှိသောသူမြည်သည်ကကြားပါစေလို့မိန့်တော်မူပြီးတော့ အောင်မြင်တဲ့သူကိုဒုတိယတည်ခြင်းကဉာဏ်စဲခွင့်ကိုမရှိတော့ဘူးလို့မိန့်ကြားခဲ့ပါတယ်။တင်းတော်ဆိုရာဒီသခင်ရှုရဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက်သခင်ရှုကစိတ်ဝင်စားတယ်။သခင်ရှုကြည့်ရှုနေတယ်။လူမြင်ကောင်းအောင်လှုပ်ဆောင်ဖျော်ဖြေမှုတွေလုပ်နေတာထက်ဘုရားအမြင်မှာတင့်တယ်နေဖို့အရေးကြီးပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။ဒီတော်ရှင်ဖာသာရမြတ်စွာသောဘုရားသခင်ဒီကနေ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ် နေ့ရက်တိုင်းဟာဖျားဖန်ဆင်းထားတဲ့နေ့ရက်ဖြစ်တဲ့အတွက်တိုင်းမျိုးရွှေလန်းဝဲမြောက်ခြင်းရှိပါတယ်။သခင်ယေရှုတိုင်းမျိုးဝမြင်တဲ့မြင်တိုင်းဥက္ကိုမြင်တတ်ဖို့ကိုယ်သိသနာတွေကိုမြင်တတ်ဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါ။ဖျားအမြင်ရှိတဲ့သူတွေဖြစ်စေပါ။ဖျားအမြင်ကိုလည်းသိရှိပြီးတော့မှခံယူနားလည်သဘောပေါက်တော်သူတွေဖြစ်စေဖို့ကောင်းကြီးပေးပါ။လူမြင်မှာထင်ကြီးအောင် တင့်တယ်အောင်ကောင်းအောင်ကြိုးစားနေတာထက် ုရားမြင်မှာတကယ်ကိုကြွယ်ဝပြည့်စုံတဲ့အတ္တတာပိုင်ရှင်တွေဒီဒီဖြစ်စေတော်မူပါမြမပြည့်ကြီးကောင်းကြီးပေးပါဂရောစစ်ပေးဆောင်များပါရှိပါအုပ်စိုးပါဘေးကင်းလုံခြုံစေပါယခုလိုငိုကြီးလေကြီးထဲမှာတောတောင်ထဲမှာနေပြီးတော့မှပြေလွာပုန်းဆောင်နေရတဲ့သူကိုရရှင်ပါရှိပါအုပ်စိုးပါတို့တဲ့လုံလောက်တဲ့မူခာနေရဒီကိုရောသာနာရိတ်ခါရီဇေဝါဆောင်ချမှုတွေကိုရရှင်ပြင်ဆင်ချပေးမာဇာတနာရမူပါ ။ဒါမျိုးလည်းသူတို့တွဲကူညီပံ့ပိုးပေးနေပါမည်ကြောင်းကောင်းချီးပေးပါ။မတရားတဲ့သူတွေမတရားဆွဲပြုခြင်းတဲ့သူတွေရဲ့အကြံစီတွေအားလုံးပြက်ပြဲသွားစေပါ။ကိုရောလက်တော်တို့အနံပါရဲကိုရောရှင်ရဲ့ချစ်ချင်းမြတ်တာတရားမြတ်တာခြင်းလွတ်လပ်ခြင်းပြမပြီးကိုအုပ်ဆိုးလန်းပြားလေအမြန်ဆုံးလွတ်လပ်ငြိမ်းချမ်းခွင့်ကိုကိုရောရှင်ဒီခုပင်ပြင်ဆင်ပေးပါမည်ကြောင်းခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရဲ့ဖဖျား 阿门。